။ခတ္တမင်းမင်းလေးတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောက်မှာကြိုဆိုလိုက်ပါရနော်။ဒီနေ့မှာတော့တီတီစုကတတမင်းမင်းလေးတို့အတွက်မင်းသမီးလေးလာတာနဲ့ခါရာဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါရရှင်။ဟိုးရှီရှီတို့ကပေါ့ကွယ်။ကမ်မလော့ဆိုတဲ့တိုင်းမြင့်ကြီးမှာအချင်းတီလာကောင်းမွန်ပြီးတိုင်းသူပြည်သားတွေကိုတရားမျှတမှုစင်နာတနာမှုတို့နဲ့အုပ်ချုပ်တဲ့ဘယင်ကြီးတစ်ပါးရှိပါတယ်။ အဲ့ဒီဘယင်ကြီးမှလည်းအယံကိုလှပလွန်ပြီးစိတ်ထားမမြတ်ကြတဲ့တမီးတော်လေးနှစ်ယောက်ရှိတဲ့ကွယ်တမီးတော်အကြီးလေးနာမည်ကလာရာဖြစ်ပြီးတမီးတော်အငယ်လေးနာမည်ကခါရာဖြစ်တဲ့ဘယင်ကြီးကသူ့ရဲ့မိဖုရားကြီးကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းကစားလို့သူ့ရဲ့တမီးတော်နှစ်ယောက်စီမှာအချစ်တွေပိုခဲ့တာပေါ့ကွယ်တနေ့ကျတော့တာယာဝါပြောနေတဲ့ဒိုင်းပြည်ကြီးကိုကံကြမ္မာစိုးတို့ကကြားရောက်လာခဲ့ပါတယ် အဲ့ဒါကတော့အမော့ပညာကိုကျင့်သုံးပြီးတိုက်ခိုက်နေတဲ့အမော့ဆရာတွေဖြစ်တယ်ကွယ်။မော့ဆရာတွေကကမ်းမလော့တိုင်းပြည်ကြီးကိုလိုချင်တဲ့အတွက်ကြောင့်ဘယင်ကြီးကိုလှုပ်ချမ်းပြီးကြောင်မတ်ဖွဲကောင်းတဲ့စစ်ပွဲကြီးကိုစီစဉ်ချတဲ့ကွယ်။ဘယင်ကြီးကလည်းသူ့ရဲ့အင်အားပြေးသွားတဲ့စစ်သည်အင်အားအများကြီးနဲ့မော့ဆရာတွေကိုခုခံတိုက်ခိုက်ခဲ့ပေမဲ့မော့အစွမ်းတွေကို မနိုင်နိုင်အောင်မို့နောက်ဆုံးမှာတော့ကြာဆုံးသွားတဲ့ကွယ်။ ဒီလိုနဲ့ကမ်မလော့တိုင်းပြည်ကြီးလဲမော်ဆရာတွေရဲ့အုတ်ချုံမှုလက်အောက်ကိုကြာရောက်သွားပြီးမင်းသမီးလေးနှစ်ပါးကလည်းတိုင်းပြည်ကြီးရဲ့အပြင်ဘက်ကိုပြည်ညံတန်ပေးခံလိုက်ရတဲ့ကွယ်အကြီးလေးဖြစ်တဲ့မင်းသမီးလေးလာတာကသူညမလေးခါရာကိုပြုစုဆောက်ရှောက်ရင်းသူတို့ညီမနှစ်ယောက်ကတောထဲမှာ နေထိုင်စားတောက်တဲ့ကွယ်ဒီလိုနဲ့နှစ်တွေကြာလာတော့မင်းသမီးလေးတွေကအရွယ်ကြီးပြင်းလာကြပြီးအယံကိုလှပလာကြပါတယ် အမကြီးဖြစ်တဲ့လာရာကတော့တိမ်မွေ့နူးညံ့တဲ့အလှတရားရှိပြီးညမလေးခါရာကတော့ဆူရှာတောက်ပါတဲ့အလှတရားရှိတဲ့ကွယ်ခါရာလေးကသူ့ရဲ့ဆူရှာတောက်ပါတဲ့အလှတရားနဲ့အတူမာနလည်းကြီးတဲ့ကွယ်တနေ့ကျတော့ခါရာလေးကတောဆန်နာကရေခမ်းလေးမှာသူ့ရဲ့သပင်လေးတွေကိုတတရရက်လေးဖြစ်အောင်ဖြီးနေတဲ့ကွယ်အဲ့ဒီချိန်မှာပဲခါရာလေးရဲ့အနောက်မှာအဖွားဟိုတယောက်ရောက်လာပါတယ် အဖွားကိုကအသက်ကြီးလွန်းလို့ခါကုန်ပြီးလမ်းမလျှောက်နိုင်ဘူးပေါ့ဒါနဲ့ပဲအဖွားကိုကအခါရာလေးကိုမိမာလေးရဲ့အဖွားကတောဆက်ဟိုဘက်ကန်းကိုသွားချင်လို့ပါအဖွားကိုလိုက်ယူပေးပါလားလို့ပြောတဲ့ကွယ်ခါရာလေးကလည်းဒေါသတွေအယမ်းထွက်သွားပြီးအိုးအဖွားကြီးကညစ်ပတ်နန်းစော်နေရပဲကြောက်မတွဲသွားပေးနိုင်ပါဘူးဒီမှာလှပတဲ့ကြောက်ရဲ့စပင်တွေကိုဖြီးနေရတာနဲ့မအားဘူးလို့ပြောထုတ်လိုက်ပါတယ် ဒီလိုနဲ့အဖွားကိုလည်းသူ့ရဲ့တောင်မွေးလေးနဲ့ပဲဆက်လျှောက်သွားပါတယ်။ဒီလိုနဲ့ခါရာလေးကအိမ်ပြန်ရောက်တော့သူ့အမလာယာကိုအဖွားဝကြီးကြောင်ပြောပြလိုက်တဲ့ကွယ်။လာရာလေးကနောက်တစ်ခါလူကြီးသူမတွေကိုတွေ့ရင်ဒီလိုမယိုင်းပြရဘူးနော်။ကုညင်နိုင်တလို့ကုညင်ရမယ်နော်လို့ပြောတာပေါ့။ဒါပေမဲ့လည်းခါရာလေးကလာရာလေးရဲ့ဆုံးမစကားကိုဘယ်တော့မှနားမထောင်ဘူးတဲ့။ အိမ်လုပ်တွေလည်းဘရော့မဝိုင်းမလုပ်တဲ့အပြင်စကားကိုလည်းဘရော့မရင်ရင်ကြီးကြီးမပြောဘူးတဲ့ကွယ်။နောက်တနေ့မနေ့ရောက်တော့ခါရာလေးကဥယျာဉ်ထဲမှာရှောက်သွားပြီးပျော်ပါနေတာပေါ့။အဲဒီချိန်မှာပဲအရင်ကတွေ့ခဲ့တဲ့ အဖွားအိုကြီးကိုထပ်တွေ့ပြန်တယ်ကွယ်။ဒီတခါလေအဖွားအိုကခါရာလေးနားကိုသွားပြီးမြင်းလေးရဲ့အဖွားဘက်အရင်စာနေလို့ပါဥယျာဉ်ထဲကအတီးလေးနည်းနည်းလောက်ကျွေးလို့ရမလားလို့ပြောလိုက်ပါတယ်။ခါရာလေးကလည်း ဒီတစ်ခါလဲဟိုနေ့ကတွေ့ခဲ့တဲ့အဖွားကြီးပဲဒီတစ်ခါတော့ငါအကြောင်းသိစေရမယ်အဲ့လိုမျိုးပြောပြီးအမေလိုနေတဲ့ပန်းသေးတွေကိုခုပေးပြီးယော့ဒါရီရှိရင်စားလိုက်နော်ဆိုပြီးတော့အဖွားကိုကိုပေးလိုက်ပြီးထည့်ထွက်လိုက်တဲ့ကွယ်အဖွားကောလည်းခါရာပေးသွားတဲ့ပန်းသေးတွေကိုဗိုက်စာစာနဲ့အားရပါရစားလိုက်တာပေါ့တခဏအတွင်းမှာပဲအဖွားကောဗိုက်အရန်အောင်ပြီးလဲကျသွားတဲ့ကွယ်အဖွားကိုလဲကျသွားတာကိုလာရာလေးကမြင်တော့အေးဟိုမှာ အဖွားကိုတယောက်ပါလားဆိုပြီးအိမ်ထဲကိုခေါ်သွားပြီးသူ့ရဲ့အိမ်ရာထဲမှာတက်တောက်တက်တာဖြစ်အောင်အိတ်ခိုင်းလိုက်တဲ့ကွယ်နောက်နေ့ရောက်တော့လေလာရာလေးကနေမကောင်းနေတဲ့အဖွားကိုကိုစွပြုတ်ပူပူလေးလှုပ်ပေးပြီးကျွေးမွေးပြုစုပေးတဲ့ကွယ်ဒီလိုနဲ့ရက်အတန်ကြာတော့အဖွားကိုလည်းနေပြန်ကောင်းလာတာပေါ့ဒီတော့အဖွားကိုကလည်းသူ့အိမ်ကိုပြန်တော့မယ်ဆိုပြီးလာရာလေးကိုနှုတ်ဆက်စကားပြောတာပေါ့ကွယ်တမီးလေးလာရာတမီးလေးကအိမ်လုပ်တွေအကုန်လုံးလဲလုပ်ရတယ် မြမလေးကိုလည်းစောင့်ရှောက်ရတယ်။တမီးလေးပင်မန်းတို့ဖျားနာလာတဲ့အခါဒီဘလူးဘယ်ရီလေးတွေကို စားလိုက်ပါဆိုပြီးအဖွားအိုကလာတာလေးကိုလက်ဆောင်ပေးသွားတာပေါ့။ဒီလိုနဲ့အဖွားအိုကလာရလေးတို့အိမ်ကနေပြန်သွားတာပေါ့ကွယ်။ရက်အတန်ကြာတော့လာတာလေးကပင်မန်းမီဖျားနာလာတဲ့ကွယ်။ဒါနဲ့ပဲလာလာလေးကအိတ်ရတဲ့ကနေသူညမလေးခါတာကိုညမလေးမမရဲ့အိတ်ထဲကဘလူးဘယ်ရီသီးတွေယူခဲ့ပေးပါလားကွယ်လို့ပြောလိုက်တာပေါ့ ခါရာလေးကဒါဟုအပွားကြီးပေးထားတဲ့အသီးတွေပဲဖြစ်မယ်။ငါပဲအကုန်စားလိုက်မယ်ဆိုပြီးအကုန်စားပြင်လိုက်တဲ့ကွယ်။ပြီးတော့မှဒီအိတ်ထဲမှာဘာအသီးမှမရှိဘူးလို့သူ့အမလာရာကို လိန်ပြောလိုက်တာပေါ့။လာရာကလည်းအယံပြားနာနေပြီးအိတ်ရာထဲမှာမေးမြော်လူငေးပါဖြစ်နေတာပေါ့ကွယ်။ခါရလေးကတော့သူ့မကိုဂယုမဆိုင်ပဲခါတိုင်းလိုပဲတောဆန်နာကအရှိကန်နာကိုပြေထွက်သွားပြီးစော့ကစားနေတဲ့အဲ့ဒီချိန်မှာ လာရာရဲ့အိယာဘေးကနေ ချင်းချင်းချင်းအတန်လေးတွေမြင်ပြီးနတ်သမီးလေးတစ်ပါးထွက်ပေါ်လာတဲ့ကွယ်နတ်သမီးလေးကသူ့ရဲ့အမော်ဒုတ်တန်လေးနဲ့လာလာလေးရဲ့ယောဂဝေဒနာတွေကိုပျောက်ကင်းသွားအောင်ကုသပေးလိုက်တာပေါ့ပြီးတော့မှနတ်သမီးလေးကမင်းသမီးလေးလာတာကျမကမင်းသမီးလေးတခါခဲ့ခဲ့ဘူးတဲ့အဖွားဝကြီးပါအင်းမင်းသမီးလေးရဲ့စိတ်စင်နာကိုစမ်းသပ်လိုတာမို့ဒီလိုမျိုးဟန်ဆောင်ခဲ့တာပါလို့ပြောပြတာပေါ့ ပြီးတော့မင်းသမီးလေးရဲ့အဖေအုပ်ချုပ်ခဲ့တဲ့ဒိုင်းမီကိုပြန်ပြီးမင်းသမီးလေးရဲ့အဖေနေရာမှာပြန်လဲအုပ်ချုပ်တင်ပါတယ်လို့ပြောလိုက်တာပေါ့ကွယ်။ဒါနဲ့ပဲလာတာလေးကအယံအံ့ဩသွားပြီးအိုးနတ်သမီးလေးရဲ့ကျမတက်ကိုခဲ့ခဲ့တဲ့အတွက်အယံကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျမဘေးအုပ်ချုပ်ခဲ့တဲ့ဒိုင်းမီကမော်စရာတွေလူယူခဲ့တယ်ဆိုပေမဲ့အခုဆိုသူတို့အုပ်ချုပ်တဲ့ညီလမ်းနဲ့တာယာဝါပြောပြီးဆိုပြေးအေးချမ်းနေတဲ့ဒိုင်းပြည်ဖြစ်နေပါပြီ။ ကျမစစ်ပွဲတွေမဖြစ်ချင်တော့ပဲအေးအေးချမ်းချမ်းနဲ့သာနေချင်လို့ပါဒီအိမ်လေးမှာပဲနေပါတော့မယ်လို့ပြောလိုက်တာပေါ့နတ်သမီးလေးကလည်းမင်းသမီးလေးလာတာကလူညက်သိမ်မွေးတဲ့အလှနဲ့အတူစိတ်ထားလေးကလည်းဖြူစင်တတ်ရှင်လို့နဲ့ဆိုပြီးချီးမွမ်းစကားပြောလိုက်တာပေါ့ဒါနဲ့ပဲလာတာလေးကသူ့ညမလေးခါတာကိုတတိယပြီးအိုးနတ်သမီးလေးရဲ့ကျမညမလေးခါတာကိုတွေ့မိသေးလားလို့မေးလိုက်တာပေါ့အဲဒီခါမှနတ်သမီးလေးကမင်းသမီးလေးရဲ့ညမလေးက အယမ်းကိုရိုင်းပြလွန်ပြီးစိတ်ထားလဲကောက်ကျစ်တတ်ပါတယ်။မင်းသမီးလေးနေမကောင်းရင် စားဖို့အတွက်ပေးခဲ့တဲ့ blueberry သီးတွေကိုသူ့စားလိုက်လို့အခုတော့တောဆန်နာကရေကန်ပြီးမှ သူ့ရဲ့အပြစ်ကိုပေးဆက်နေရပါတယ်လို့ပြန်ပြေလိုက်တာပေါ့။အဲဒီတော့မှမင်းသမီးလေးလာတာကအယမ်းကိုထိတ်လန့်သွားပြီးကျမရဲ့ညီမလေးစီကိုခေါ်သွားပေးပါလို့တောင်းပန်တော့တာပေါ့။ဒါနဲ့ပဲခါရာလေးစီကိုခေါ်သွားပေးတဲ့ကွယ်တောဆန်နာကရေခံကိုရောက်တော့ ခါရာလေးကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကဘလူးဘယ်ရီနွယ်ပင်ကြီးဖြစ်နေပြီးငိုကြွေးနေတာပေါ့ကွယ်ဒီလိုနဲ့သူ့အမလာတာနဲ့နတ်သမီးလေးကိုတွေ့တော့အမရေညီမတကယ်ကိုတောင်းပန်ပါတယ်အဖွားဝကြီးအပေါ်မှာလေရိုင်းပြခဲ့မိတယ်အမကိုလည်းအိမ်လုပ်တွေဝိုင်းမကူမိခဲ့ဘူးစိတ်ထားကလည်းအမလိုမဖြူစင်နိုင်ခဲ့ပါဘူးဒါပေမဲ့အခုတော့နောင်တရနေပါပြီတကယ်တောင်းပန်ပါတယ်နော်လို့ငိုပြီးတော့ပြောလိုက်ပါတယ်ဒီလိုနဲ့လာလာလေးကလည်း သူ့ညမလေးကိုတနာသွားပြီးနတ်သမီးလေးရဲ့ကျမညမလေးကိုအပြစ်ကနေလှုပ်ပေးလိုက်ပါနော်။သူလည်းအခုဆိုနောင်တရနေပါပြီလို့ပြောလိုက်တာပေါ့။ဒါနဲ့ပဲနတ်သမီးလေးကသူ့ရဲ့မော်တော်တန်လေးနဲ့ဝေယံပြီးခါရာလေးကို လူခန္ဓာကိုပြန်ရအောင်လှုပ်ပေးလိုက်ပါတယ်။ဒီလိုနဲ့မင်းသမီးလေးလာတာနဲ့သူ့ညမလေးခါရာလေးသူတို့ရဲ့အိမ်လေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်သွားတော့တာပေါ့ကွယ်။နောက်တနေ့မနက်ကစပြီးခါသာလေးကအခါတိုင်းလိုမဟုတ်တော့ဘဲလမ်းဆန်းတက်ကြပြီး အိမ်လုတ်တွေလည်းဝိုင်းကူလုံပေးတဲ့ကွယ်လမ်းကဖြတ်သွားဖြက်လာတက်ကြီးရွယ်ဦးတွေကိုလည်းလက်ဆက်တဲ့တည်သည်တွေပေးခံပြီးစိတ်ထားနှူးညံ့တဲ့ကောင်မလေးဖြစ်အောင်နေထိုင်သွားတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့လည်းလာရလေးလိုစိတ်ထားနှူးညံ့ပြီးတိမ်မွေးတဲ့ကလေးလေးတွေဖြစ်အောင်ပြုမူနေထိုင်ရမယ်နော်ခါရာလေးလိုလူကြီးသူမကိုရိုင်းပြပြီးမဆက်ဆံရအောင်နော်အဖိုးအဖွားအဖွားတွေတွေ့ရင်လေကလေးတို့တက်နိုင်သမျှကုညီဆောက်ရှောက်ပေးရမယ်နော် နောက်နေ့တွေမှာလည်းတတမီမီလေးတို့အတွက်ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့တီတီဆိုရဲ့ Story Box for Baby Twitter Channel လေးကို follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလေးသိထားပေးကြပါဦးနော်။